BNN နိုင်ငံရဲ့အင်အားကြီးပရိသတ်ခစ်ကိုပြန်ပြောင်းပြောပြနေတဲ့နေရာ BNN နိုင်ငံရဲ့နောက်ဆုံးဘရင်မင်းဆက်အထိဆံမြန်းတည်ရှိခဲ့ရာနေရာဒီနေရာကိုပြည်စည်းဖို့လူပေါင်း3000ကျော်နဲ့ညက်ပေါင်း30ကျော်ကြာအချိန်ယူတည်ဆောက်ခဲ့တဲ့နေရာသူ့ရဲ့ပြောင်မြောင်းလာတဲ့အမှုစိတ်ပြီးသူကလက်ရာတွေကြောင့် UNESCO အဖွဲ့အစည်းကြီးမှကမ္ဘာအမွေအနှစ်စည်းဝင်အဖြစ်တင်သွင်းခံခဲ့ရတဲ့နေရာ စစ်တပ်တွေအလူလဲခံရပေမဲ့သူ့ရဲ့မူလလက်ရာတွေမပြတ်ကြန့်ရှိနေခဲ့တဲ့နေရာဒီနေရာကတော့ဘယ်နေရာပါလဲဒီနေရာကတော့ BNN နိုင်ငံအလဲပိုင်းဟွေးမြို့မှာတည်ရှိတဲ့ဟွေးအေဂရစ်နန်းတော်ကြီးပဲဖြစ်ပါတယ်ရှိခေါအေဂရီမျိုးတော်ဟာဝေးမျိုးမှတ်မြင့်ရဲ့မြောက်ဘက်ကမှာတည်ရှိပြီးတော့စုစုပေါင်းအေရီးယား920ဟက်တာကျော်ပါတယ်။ ဒီရှိအောင်မြို့တော်ဟာ1802ခုနှစ်ကနေ1945ခုနှစ်အထိဗီယက်နမ်နိုင်ငံရဲ့နောက်ဆုံးငွေရင်းပြင်းမင်းဆက်အထိမြို့တော်အဖြစ်အသုံးပြုခဲ့တဲ့နေရာတစ်ခုဖြစ်ခဲ့ပြီးတော့သူ့ရဲ့ရှေးဟောင်းနေရာလေးနဲ့သမိုင်းတန်ဖိုးများစွာကြွယ်ဝမှုကြောင့်1993ခုနှစ်မှာယူနက်စကိုအဖွဲ့အစည်းကနေကမ္ဘာအမွေနဲ့မှတ်တမ်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဟိုအီဂရီမြို့တော်ဟောင်းဟာသမိုင်းကိုနှစ်သက်တဲ့ခီးတွားဝါဒနာရှင်တွေအတွက်တော့ တုံးဝလက်မလို့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီနမ်းမြို့တော်ဟာ1802ခုနှစ်ဒိဆွန်မင်းဆက်ကြဆုံးပြီးနောက်ပိုင်းမှာငွေရန်အန်ကတရုတ်တော်ဝင်ဤစနစ်တွေအတိုင်းဇာလောင်းမင်းအဖြစ်နမ်းထူခဲ့ပြီးတော့နမ်းမြို့တော်ကိုမြောက်ပိုင်းတန်းလောင်နေရာကနေငွေရန်မင်းဆက်တွေရဲ့ဘိုးဘွားတွေနေထိုင်ရာမြို့ဖြစ်တဲ့အိုအေးမြို့တော်စီကိုပြောင်းရွှေ့လာခဲ့ပါတယ်။ဧကရစ်ဇာလောင်းဟာကွန်ပျူရှက်အယူဝါဒနဲ့တရုတ်နိုင်ငံပိုင်ဘီတုကလက်ရာတွေက အကောင်းဆုံးပုံစံလေးအဖြစ်ရှုမြင်ခဲ့ပြီးတော့ဖေကျင်းမြို့တော်ကိုအခြေခံပြီးပုံစံတူတည်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်။ဧကရစ်စာလောင်ဟာကျွမ်းကျင်တဲ့ဖုံးရွှေပညာရှင်တွေနဲ့နန်းတော်အတွက်မြေနေရာကိုရွေးချယ်ခဲ့ကြပြီးတော့အလုသမားများစွာနဲ့ဒီနန်းတော်ကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်။နန်းတော်အပြည့်အစုံကိုပြီးစီးဖို့ထောင်ထဲချတဲ့အလုသမားတွေကိုအသုံးပြုပြီးတော့တည်ဆောက်ခဲ့တာက1832ခုနှစ်သူ့ရဲ့သားတော် ဘရင်မင်းမန်လက်ထက်အထိနှစ်ပေါင်း30နီးပါးအထင်ယူခဲ့ရပါတယ်။နန်းတော်ရဟာဟွမ်မြစ်ကိုမျက်နှာမူထားပြီးတော့မူလမြေတူကို အုံနဲ့ကြောက်တုံးတွေထပ်ပေါင်းပြီးတော့အထူး2မီတာလောက်ရှိတဲ့ကျုံးနံရံတွေဝင်ပေါက်ကြီးတကားတွေအေကရစ်မီတာစုတွေအတွက်တည်တံ့ထားတဲ့ပိမှန်တွေနဲ့ဥယျံတော်တွေပါဝင်ပြီးတော့မြို့ကန်ပုံတံတန်တိဆောက်ခဲ့ကြပါတယ်။1802ခုနှစ် ဇာလောင်းဘရင်လက်ထက်ကနေ BNN နိုင်ငံရဲ့နောက်ဆုံးဘရင်ပေါ်တိုင်လက်ထက်အထိခက်ဆက်ဆက်နမ်းမြို့တော်အဖြစ်အသုံးပြုခဲ့ကြပါတယ်1880ပြည့်နှစ်အလွန်တွေမှာတော့ပြင်သစ်အုပ်စုမှုမတိုင်ခင်တွေအထိအဆောက်အုံတစ်ခုလုံးဟာဗဟိုအာဏာနေရာဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းပြင်သစ်လက်အောက်ခံဖြစ်ခဲ့ရပြီးတော့1945ခုနှစ်နောက်ဆုံးဘရင်ပေါ်တိုင်ကလက်အောက်ခံဘရင်ဖြစ်ရတာထက် လွတ်လပ်တဲ့နိုင်ငံရဲ့နိုင်ငံသားတယောက်ဖြစ်ရတာကပိုကောင်းတယ်ဆိုပြီးတော့အဲ့ဒီခံယူချက်နဲ့ဟိုချီမင်းဥဆောင်တဲ့တော်လှန်ရေးကိုထောက်ခံပြီးထီနန်းကိုဆွံ့လုပ်ခဲ့ပါတယ်။နောက်ဆုံးအေဂရက်ပေါ်ရိုင်ရဲ့ထီနန်းဆွံ့ခြင်းအခမ်းအနားကိုလည်းထီနန်းမျိုးတော်မှာပဲကျင်းပခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ဒီနန်းတော်ဒလေးတွေကတဖြည်းဖြည်းကွယ်ပြောက်လာခဲ့ရပြီးတော့အစိုးဆုံးကတော့1968ခုနှစ်တည်းချောင်း BNN စစ်ပွဲအတွင်းမှာတော့များစွာသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။တိုက်ပွဲရဲ့ကနဦးအစမှာတော့ဟူအေးမျိုးရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုတန်မှုတွေကြောင့်အမေရိကန်တပ်တွေကတမိုင်းဝင်အဆောက်အုံတွေပျက်စီးမှုကိုစိုးရိမ်ပြီးတော့မြို့တော်ကိုဘုံခွဲခြင်းဒါမှမဟုတ် ပြစ်ခွင်းခြင်းတွေမပြုလုပ်ဖို့အမိန်ထုတ်ခဲ့ပေမဲ့တိုက်ပွဲတွေများလာတာနဲ့အမျှအဲ့ဒီကံသက်ချက်တွေကိုတဖြည်းဖြည်းရုပ်သိမ်းခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲတွေကနမ်းမြို့တော်ကိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တာပါ။ BNS စစ်ပွဲကြီးအပြီးမှာတော့နန်းတော်ရဲ့အဆောက်အုံပေါင်း160ကနေအဓိကနေရာ10ခုလောက်တာကျန်ရှိခဲ့ပါတယ်။အဲ့ဒီကနေတဆင့်ဟူဝေးမျိုးရဲ့ယဉ်ကျေးမှုနဲ့အမှုပညာလက်ရာတွေကြောင့ 1993ခုနှစ်မှာတော့ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ်တင်တွင်ခံခဲ့ရပြီးတော့အစဉ်အဆက်ပြန်လည်ထိန်းသိမ်းဆောက်ရှောက်ရတာနဲ့လက်ရှိယခုလိုရှေးဟောင်းနေရာတွေမပြောင်းမပြတ်ပဲနန်းတော်ရာတွေကိုတွေ့မြင်နေရတာဖြစ်ပါတယ်။ရှေးဟောင်းနန်းမြို့တော်တစ်ခုအနေနဲ့ဒီပွေမြို့တော်ဟာတာမန်ဒီနေရာမျှတာမဟုတ်ပဲအဲ့ဒီနေရာဟာအတိတ်ကိုသွားတဲ့ခရီးတစ်ခုပါ။ဒီနေရာမှာလှမ်းခဲ့တဲ့ခြေနေနိုင်ဟာအေကူရီမင်းနေရဲ့ ကြွေးကြော်တဲ့မင်းဆက်တွေရဲ့တီးတိုးတဲ့နေထွက်ပေါ်လာတဲ့အချိန်ကာလတစ်ခုစီဖြစ်ပါတယ်။ဒီနေရာကိုရောက်ရှိလာတဲ့ကျွန်တော်အနေနဲ့ကတော့လမ်းတော်အတွင်းကနေရာတွေတစ်ခုချင်းစီဖြစ်တဲ့တကားတွေဥယျာဉ်တွေနဲ့ကုဘိမှန်တွေကိုလေ့လာခဲ့ရတာကဒီရှီဟောင်းအေဂရီမျိုးရဲ့သမိုင်းနဲ့ရာဇဝင်တွေကိုဖြတ်တန်းပြီးတော့အတိတ်ရဲ့အမွေနှစ်တွေနဲ့ချိတ်ဆက်ဖို့အခွင့်အရေးရရှိခဲ့ပါတယ်။မိတ်ဆွေတို့ကိုလည်းဗဟုသုတရရစေဖို့ဒီဝေးအေဂရီမျိုးတော်ဟောင်းရဲ့အကြောင်းကို လ ీల တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။